တချိန်ကမြေတုခတ်ကိုမိဘနဲ့အတူပူးတွဲပန်ဆိုင်ခဲ့သူတယောက်ကအဲ့ဒီမြေပေါ်မှာနှစ်ပေါင်းများစွာဦးစီးပြီးတော့နေထိုင်မယ်ဆိုရင်သူ့ရဲ့အပိုင်ဖြစ်သွားနိုင်မလားငါဒီမြေမှာနေလာတာဆယ်နှစ်နဲ့လည်းအများကြီးကျော်ပြီဆိုတော့မင်းတို့နဲ့မဆိုင်တော့ဘူးလို့ပြောလာရင်မိတ်ဆွေတို့ဘလို့တုံ့ပြန်ကြမလဲအားလုံးမင်္ဂလာပါကျွန်တော်ကရှင်းနေဦးမင်းသိအောင်ပါပူးတွဲပန်ဆိုင်တဲ့မြေမှာတယောက်တည်းကြာကြာနေလိုက်တာနဲ့ကျန်တဲ့သူတွေကအခွင့်အရေးဆုံးရှုံးသွားသလားဆိုတာနဲ့ပတ်သက်လို့ဒီနေ့မှမျှဝေပြေးကြပါရစေဒီဇယ်လန်အတွက်2019မြန်မာနိုင်ငံတရားစီရင်ထုံး ဒေါ်မြတ်မြပါခွန်နဲ့ဦးတန်ထွန်းတရမအထူးအယူခံမှုစီရင်ထုံးကိုအဓိကကိုးကတင်ပြသွားမှာဖြစ်ပါတယ်။ဒီဇလန်က1946ခုနှစ်လကစားခဲ့ရပါ။ဦးတိုင်းနဲ့ဦးအေးဆိုတဲ့ညီကိုများဟာရဲဝင်နှန်းနဲ့ဖြစ်ပြီးတော့မိထီလာဘက်မှာမြေခွဲကြီးတစ်ခုကိုနှစ်ယောက်ဇက်တူဝယ်လိုက်ကြပါတယ်။အကူဖြစ်သူဦးတိုင်းကအင်လေးဆောက်ပြီးတော့နေတယ်လို့ညီဖြစ်သူဦးအေးကလည်းတီးကြအင်ဆောက်ပြီးတော့နေကြပါတယ်။ပြောရရင်ရှမ်းဝင်းတစ်ခုထဲမှာအတူတူနေခဲ့ကြတာပါ။ အရှင်တွေကြလာတော့ညီအကိုနှစ်ယောက်စလုံးကွယ်လွန်သွားကြပါတယ်။ဒီမြေခွက်ပေါ်မှာညီဖြစ်သူဦးအေးရဲ့ဇနီးနဲ့သားဖြစ်သူဦးသန်းထွန်းတို့ဆက်နေကြပါတယ်။ဒီလိုနဲ့1983ခုနှစ်ကိုရောက်တော့ဦးအေးရဲ့သားဦးသန်းထွန်းကသူ့ဦးလေးဦးတိုင်ရဲ့သားသမီးတွေကိုတရားစွဲလိုက်ပါတယ်။ဒီမြေကငါတို့မိသားစုပဲပိုင်တာ။ငါတို့ပိုင်ချောင်ကြီးညာပေးပါဆိုပြီးတော့တရားရုံးမှာတရားစွဲလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကတရားရုံးကလက်မခံပဲအမှုန့်ကိုပတ်လက်လိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ပူတွဲပိုင်ရှင်အရှင်ရှင်ဒီလိုလုံးလုံးမရလို့ဖြစ်ပါတယ် ဒါပေမဲ့ဥတန်းထွန်းကမရက်တတ်ပါဘူး2013ခုနှစ်ကိုရောက်တော့မြေခွက်ထဲမှာရှိနေတဲ့ဥလေးဖြစ်သူဥတန်းရဲ့သမီးဖြစ်သူပိုင်တဲ့အိမ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်ဒီတော့တစ်ဖက်ကဥတန်းရဲ့သားသမီးတွေကမခံနိုင်တော့ပဲ2014ခုနှစ်မှာဒီမြေကငါတို့အဖေနဲ့နေတို့အဖေအတူဝဲခဲ့တာငါတို့ကိုတဝက်ခွဲပေးပါဆိုပြီးတော့တရားပြန်ဆွဲကြပါတော့တယ်ဒီနေရာမှာဥတန်းထွန်းဘက်ကထုရှိတဲ့စကားကအယံကိုသတိထားစရာကောင်းပါတယ်သူကဘာပြောလဲဆိုတော့ခမရတို့အခုမှလာမပြောနဲ့ 1983ခုနှစ်ကလေးကဒီမေကငါတို့ပိုင်ပါတယ်ဆိုပြီးတော့ငါကတရားဆွဲပြီးတော့ခမရတို့ကိုစင်ခေါ်ခဲ့ပြီးသားအဲ့ဒီအချိန်ကလေးကခမရတို့ကိုဆန့်ကျင်ပြီးတော့ငါလက်ဝဲထားလာတာ12နှစ်တောင်ကြော်နေပြီကာလာစီကန်တဲ့ဥပဒေအရခမရတို့အမှုရှုံးပြီလို့ပြောပါတယ်အောက်ရုံးနေမှာအနိုင်ရှုံးတဲ့ဓမျိုးစီဖြစ်ပြီးတော့နောက်ဆုံးနေပြီးတော့ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိရောက်သွားခဲ့ပါတယ်အဓိကအဆုံးဖြတ်ပြရမှာကပူးတွဲပိုင်ရှင်တယောက်ကကျန်တဲ့သူတွေကိုဆန့်ကျင်ပြီးတော့တရားဆွဲခဲ့ဘူးတာဟာ စန့်ကျင်လက်ရှိထားရရောက်သလားဆိုတာနဲ့စနစ်နဲ့ကြော်ရင်ပိုင်ဆိုင်ခွင့်ဆုံးချုံးသလားဆိုတာပဲဖြစ်ပါတယ်။အထူးအယူခံခုံရုံးရဲ့ဆုံးဖြတ်ချက်ကတော့ရှင်းပါတယ်။ဥပဒေသဘောအရပူတွဲပိုင်ရှင်တူရဲ့လက်ရှိထားခြင်းဟာကြံပူတွဲပိုင်ရှင်ရဲ့ကိုယ်စားလက်ရှိထားခြင်းဖြစ်ပါတယ်။တရားရုံးကဗာပြောလဲဆိုတော့ဥတန်းထွန်းအနေနဲ့1983ခုနှစ်ကတရားစွဲခဲ့တာဟာဥပဒေအရစွဲပိုင်ခွင့်မရှိတဲ့စွဲဆော်မှုနဲ့စွဲခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီလိုတရားစွဲခဲ့တာကိုအကြောင်းပြပြီးတော့ ငါဆန့်ကျင်လက်ရှိထားခဲ့တာပါလို့ပြောခွင့်မရှိပါဘူး။ဒါအပြင်ပစ္စည်းခွဲဝယ်ပေးစီလိုမှုဆိုတာပစ္စည်းမခွဲမရှင်တရားဆွဲဖို့အကြောင်းကနေ့စဉ်ရက်ဆက်ပေါ်ပေါက်နေတာဖြစ်တဲ့ကြောင့်စနစ်နဲ့ကြော်လို့တရားဆွဲလို့မရဘူးဆိုတာမဟုတ်ပါဘူး။ဒါကြောင့်နောက်ဆုံးမှာတော့ဥတိုင်းရဲ့သားသမီးတွေအမှုအနိုင်ရပြီးတော့မိခိုးရဲ့တဝက်ကိုခွဲဝယ်ခွင့်ရရှိခဲ့ကြပါတယ်။ဒီဇလန်အတွက်အဓိကသင်ခန်းစာကတော့မိဘအမွေပူးတွဲပိုင်မြင်မှာ ိုကိုတိုင်မနေရကိုနာမီမပေါက်ပေမဲ့ဥပဒေအရပူတွဲပန်ဆိုင်မှုခိုင်မာနေတဲ့ပြည့်အလွဲတကူဆုံးရှုံးသွားမှာမဟုတ်ပါဘူးပူတွဲပန်သူတယောက်ဟာအရှင်စနစ်နဲ့မကလို့ဘလောက်ပဲကြာအောင်နေနေကျန်တဲ့တယောက်ကပန်ဆိုင်ခွင့်ဆုံးရှုံးမှာမဟုတ်ဘူးဆိုတာကိုဥပဒေဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်ရဲ့မိတ်ဆွေတွေအကျိုးတဆုံတရားရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ကြပါစေ။